မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေကျွန်တော်ရွှေညာမြေရဲ့ဗီဒင်လက္ခဏာကံမြတ်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမခொနည်းသားသမီးအားလုံးအတွက်တက်ဆိုင်တဲ့နေ့လိုက်လုပ်ငန်းဆောင်တာတွေအောင်မြင်မှုခီးစကားချုံးဝေဖို့အန်ဒီရဲ့ကင်းစီဖို့အမှုကိစ္စများအဆင်ပြေစီဖို့စရဲလက်နဲ့နဲ့ပြုလို့ဆောင်ရရမည်များကိုလွယ်ကူပေါ်ပါရှရိယာများစီစဉ်ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ နှစ်သားသမီးအလုံးအေးဗရာတွေဝေးကွာသေးကြောင်းရွှေညာမြေချန်နယ်မှတစ်စင်ပြည်ရင်လက္ခဏာကံပြာပညာတုတေတီဆရာကြီးဦးမြတ်ဆံမမေတ္တာရေးလောင်းရေးစုတောင်းမေတ္တာဘုဒ္ဓအပ်ပါရခင်ဗျာကိုနှစ်သားသမီးများအတွက်စီဝါရေးလူမှုရေးကျမ်းမာရေးအိမ်အောင်ရေးစသဖြင့်ပေါ့လေခရီးကိစ္စလုပ်ငန်းကိစ္စ အကြံစီကိစ္စကိစ္စအဝဝမှန်သမျှအတွက်ကိုကိုနိုင်စီတတ်တဲ့အခါကိုဖြစ်စေခြင်းနဲ့အခါကိုအကြံစီကိုအောင်မြင်စေခြင်းနဲ့အခါများကိုပြုလုပ်တဲ့အခါမှာကျွန်တော်တို့ဓမ္မပညာများမှာရှိပါတယ်နမိတ်တပေါင်းဘောစနီတို့ပုဂ္ဂလတ်ဉာဏ်စဉ်အရိယာတွေရှိပါတယ်ခင်ဗျနော်အကြောင်းမလို့ ။ဘာပဲလှုပ်လှုပ်ဘာပဲကြံစီကြံစီ။စီပွားရေးလူကြီးရဲ့ကျမ်းမာရေးအိမ်အောင်ရေးစတင်ပေါ့လေ။အဲ့ဒီလိုကြံစီလောက်ကင်ရတော့မယ်ဆိုရင်တော့ရှေ့ပညာရှိကြီးများရဲ့အစိုးမိတ်နေကြံအကိုကားတွေရထိုးပြီးတော့မှကြံကိုထောက်လမ်းပေါက်ပြီးမှဖြစ်ပါတယ်ဘေဒင်လက္ခဏာပညာတုတေတီဆရာကြီးဦးမြတ်ဆန်ကတော့ကြံအကိုကားနဲ့ ထောက်ပြီးတော့ပြောမှာဖြစ်ပါတယ်ခင်ဗျာအကျိုးကိစ္စတွေမှာဆိုရင်လေကျွန်တော်တို့ရဲ့ဟောပြောမှုတွေနဲ့ဟောပြောခဲ့တဲ့တက်တန်းတစ်ချောင်းမှာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုလေအကိုအကားအနေနဲ့ပြောပြမှာဖြစ်ပါတယ်ရွှေညာမြေ channel အားစောင့်မျှော်ကြည့်ရှုနေကြတဲ့ခொနည်းတာသူများအားလုံးကိုယ့်ရဲ့လုပ်ငန်းအကြံစီမံသမျှအောင်မြင်ကြဖို့အတွက် ဆရာကြီးဦးမြတ်ဆန်ကအကြံပြုပြင်ပြပေးมาဖြစ်ပါတယ်။ဟုတ်ကဲ့ကိုနေသားသမီးများဘယ်နည်းပါပဲလှုပ်လှုပ်ပါပဲလှုပ်လှုပ်ပါပဲကြံစီကြံစီနေ့တနေ့ရဲ့ဗုဒ္ဓဘုနေ့ပေါ့ဗျာနော်ဟုတ်ကဲ့ဗုဒ္ဓဘုနေ့မှာကို့အတွက်စီဝါရေးလူမှုရေးကျမ်းမာရေးအိမ်အောင်ရေးဟလာကျွန်တော်တို့နိုင်ငံရဲ့ချာခကြီး နော်အဆောက်အဦကိစ္စငွေကြေးကိစ္စဘာကိစ္စပဲဖြစ်ဖြစ်အကြံစီတွေပြုတ်လောက်တော့မယ်ဆိုရင်တော့ကျွန်တော်တို့ကြံအကူကားလေးတွေနဲ့ထောက်ပြီးတော့လေးလာတုံးတက်ပြီးမှသွားတင်ပါတယ်ဟုတ်ကဲ့အဲ့လိုသွားတဲ့အခါမှာလဲဗုဒ္ဓဘုနေ့မှာအကြံစီပြုတ်လောက်တော့မယ်ဆိုလို့ရှိရင်ဗုဒ္ဓဘုနေ့မှာကျွန်တော်တို့လက်ဆိုတာက တောင်ရက်မှာရှိပါတယ်ခင်ဗျာနော်ဟုတ်ကဲ့လုပ်ငန်းကိုလုပ်တဲ့အခါမှာလဲကိုကစီးပွားရေးလုပ်တဲ့အခါမှာလက်ကိုလူတာဖြစ်တယ်ဒါကြောင့်မလို့လက်ကအင်းဒီဘေးရက်မှာဘေးရက်မှာလက်ရှိရဲဆိုတာလဲဥရုသင်လူသားများပြီးဖို့လိုပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့လက်ရှိတဲ့ရက်ကိုသွားမှသာလဲလက်ကိုရမှာဖြစ်ပါတယ်လက်ကိုလည်းဝင်มาဖြစ်ပါတယ်ခင်ဗျအကြောင်းမလို့ဘုဒ္ဓဘုရားနေ့မှာဆိုရင်တော့ လက်ရှိတဲ့အရက်ကတော့တောင်းရက်ဖြစ်ပါလေခင်ဗျ။အဲကြောင့်မလို့လက်ရှိတဲ့အရက်ဖြစ်တဲ့တောင်းပဲအရက်ကိုကျွန်တော်တို့ရက်တောင်လေးနဲ့ကျွန်တော်တို့18ချက်လေထဲမှာဝေယမ်းပြီးတော့မှလက်ကိုခေါ်ပါခင်ဗျ။နော်။ရက်ကပ်ပြီးတော့လက်ခေါ်ရတယ်လို့ခေါ်ပါတယ်။နော်။တောင်းမဲ့ကိုမျက်နာလက်ရက်တောင်လေးနဲ့18ချက်ဗုဒ္ဓဘူးရဲ့ကြိုတဲ့ပေါ့ဗျာ18ချက် ရက်တောင်လေးကိုလက်ထဲမှာကိုင်လက်ကို၁၈ချက်ရက်ပြီးတော့လက်ကိုခေါ်ပါခင်ဗျအဲဆိုရင်မိမိတို့အတွက်လက်လာဘကတွေရရှိစေတတ်ပါတယ်ခင်ဗျနော်ထိုနည်းတူစွာပဲလက်ရဲ့မျက်နှာချင်းဆိုင်မှာနတ်ဆိုတာရှိပါတယ်ခင်ဗျကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကောင်းညိုချမ်းသာဟူတာချက်ချင်းမပေးနိုင်မိမယ်လို့စိုးကျိုးခြင်းတော့ချက်ချင်းပေးစီတတ်တဲ့နတ်ကိုလည်းကျွန်တော်တို့မေ့ထားလို့မရပါဘူးခင်ဗျနော် အောင်သောမိယောပလာယပူဇော်ခြင်းပဒါခြင်းတွေလောက်ကြရတာလေကျွန်တော်တို့ဗုဒ္ဓဘာသာတွေရဲ့ထုံနှန်းစင်လာလို့ဖြစ်နေပါပြီအကြောင်းမလို့နတ်ရှိတဲ့ဘက်ကလည်းကျွန်တော်တို့ညနာမူရပါတယ်ခင်ဗျဟိုတဘူးနေမှာဆိုရင်လက်ကတောင်မှရှိတာဖြစ်တဲ့အတွက်လက်ရဲ့မျက်နှာချင်းဆိုင်ရှိတဲ့မြောက်ရက်မှာတော့နတ်ရှိပါတယ်ခင်ဗျဟုတ်ကဲ့မြောက်ရက်မှာရှိသောနတ်ကိုတော့လက်ထဲမှာကျွန်တော်တို့ပကံလေးတစ်လုံးတက်ထည့်ပြီး တကြားလေးကိုစုံကိုပကံထဲမှာထည့်ပြီးတော့နှက်ကို ပူဇော်ပတ်တမှုလုပ်ပြီးတော့မှအကြံစီတွေပြုလုပ်မယ်စုတွေတောင်းမယ်ဆိုရင်လူရာဆန္ဒကိုလည်းပြေဝစီတတ်တယ်လို့ကျန်အကိုကားတွေမှာရှိပါတယ်ခင်ဗျာနော်အကြမလို့လက်ရှိတဲ့ဘက်ကိုလက်ရတောင်လေးနဲ့18ချက် လက်ကိုခေါ်နှက်ရှိတဲ့ဘက်ကိုလက်ပကံလေးထဲမှာတကြားကိုကိုစုံထည့် ပူဇော်ပတ်တာပူရောစုတော်မှာခင်ဗျာနော်ဒါဆိုရင်ကိုယ့်ရဲ့အကျံစီလုပ်ငန်းတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ဗုဒ္ဓဘုရားနေ့မှာအပြင်ကိုသွားတော့မယ်အကျံစီတွေပြုလုပ်တော့မယ်သို့မဟုတ်ခရီးတွေသွားမယ်လုပ်ငန်းတွေလုပ်မယ်ဘူဂျေကိစ္စတွေပြောတော့မယ်ဆိုရင်တော့အပြင်ထွက်တော့မယ်ဆိုလို့ရှိရင်လှလင်ရဲ့ကြီးဆိုတဲ့ကျမ်းအကိုအကားရဗုဒ္ဓဘုရားနေ့မှာတော့ ရေကွက်ကလေးတစ်ခွက်ထဲမှာကိုယ့်ရဲ့မျက်နှာကိုမှန်ကြည့်တယ်လို့ကြည့်သွားပါခင်ဗျာလာလင်ရေကြီးဆိုတော့အချို့ကတော့မှန်ကြည့်လို့လည်းရပါတယ်သို့ပါတော့ညာလဲကြံအကိုရကြံအကိုကရတော့ရေကွက်ထဲမှာမျက်နှာကိုမှန်ကြည့်တယ်လို့ကြည့်ပါလို့ကျွန်တော်တို့ရှေ့ဆရာဆရာကြီးကအမှားတကားတွေရှိပါတယ်ခင်ဗျာနော်လာလင်ရေကြီးရေကွက်ထဲမှာမျက်နှာလေးကိုကျွန်တော်၃မိနစ်မြတ်မှန်ကြည့်တယ်လို့လည်းကြည့်သွားပါဗျာ နော်ထိုနည်းတူသာပဲရှာမှာတော့ရှာမှာတော့ရောက်ောက်အခေရလေးရေးပြီးတော့မှသွားပါခင်ဗျရှာမှာနော်ရေးတဲ့ခါမှလည်းလက်ကလေးလေးနဲ့ရောက်ောက်အခေရလေးကိုရှာမှာစတိပေါ့ဗျာအဲ့ဒီလိုရေးပြီးတော့မှကိုယ့်ရဲ့အကျံစီတွေတို့ရာဆန္ဒတွေစုတောင်းပြီးတော့မှသွားမယ်ဆိုရင်စီးပွားရေးလူမှုရေးကျမ်းမာရေးအိမ်အောင်ရေးအလို့အကန့် အကျန့်စီဥဒမြအောင်မြင်စေတတ်တယ်လို့ကျွန်တော်တို့ရှေ့ပညာရှိဒုက္ခမင်းများရဲ့ဦးရစ်ပြည့်ရများကျန်းအကိုကားများကဆိုပါတယ်ခင်ဗျเนาะဒါကြောင့်မလို့လာလင်ရဲ့ချီတဲ့เนาะဟုတ်ကဲ့ဗုဒ္ဓဘုရင်ဆိုရင်တော့ဒီကွက်ထဲမှာမျက်နှာလေးကိုကြည့်เนาะရှာမှာတော့ရာကောက်ဧကရာလေးကိုရေးအဲ့လိုလေးလုပ်ပြီးမှအကျံစီလေးပြုတ်ပြီးမှအင်းအထွက်မယ်ဆိုရင်ကိုယ့်ရဲ့အကျံစီတွေကိုလည်းအောင်မြင်စေတတ်ပါတယ်ခင်ဗျ အကြောင်းမလို့ဘယ်နေသားသမီးပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်လူမျိုးမရွေးဘာသာမရွေးလိုက်လံပြီးတော့ငွေမကုန်မဲနဲ့ပေါ်ပေါ်ပါပါကြရိယာများကန္နာကနေပြီးတော့မှဘီဒင် လက္ခဏာကံပြရပညာတုတေသည်ဆရာကြီးဥမျက်ဆံကရွှေညာမြေခြံထဲမှတဆင့်အင်းဆက်ပေးခြင်းဖြစ်ပါတယ်ခொနည်းသားသမီးအလုံးဒီပြရီဝေးကွာပြီး တို့ရာဆန္ဒဤဧဝပြီလက်ကြီးသုံးပါးမှအမြန်ဆုံးကြော်လွားနိုင်ကြပါသည်ကြောင်း ရွှေညာမီမိသားစုရဲ့ကိုစားဆရာဦးမြတ်ဆန်ကစုံမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာ